အခုလိုပဲပညုတ်ဆရာတို့ကဗီဒမပို့ချလာဗီဒမတခုတည်းကြီးလေကြာခန့်နေပြင်းမှဆိုလို့ဆရာတို့ကတုတ်တန်းတို့ဝီနီတို့ဒါဒီဘာတခါသင်ခိုင်းတာတခြားခြားဘုန်းကြီးတွေကိုတုတ်တန်းတို့ဝီနီတို့အနေနဲ့အမေရိကန်တွေစိတ်ဝင်စားအဗီဒမကိုစိတ်ဝင်စားပညုတ်ဆရာတို့ကြီးကဗီဒမသင်ပြီးရင်သူကတဏှာကြီးပြည့်ပြီဆိုအန်နီ question ပေါ့ question time ပေးတယ်မေ့ချင်တာရှိမေးဆိုဒီလိုမေးအမှတ်ရရ အဲ့ဒီမှာအယုဒ္ဓယာတော်ကြီးဖြေသွားတာလေသူရောသဘောကျလားအဘိဓမ္မာမှာအာစိန်နဂံနဲ့အာတန်နဂံခန်းလေးသင်တော့ရှင်ဖျားတို့လည်းသိပြီးသားအာစိန်နဂံဆိုတာအမြဲတမ်းပြုတဲ့ကံနော်အာတန်နဂံဆိုတာသေကံကြီးမှာကပ်ပြီးတော့ပြုတဲ့ကံဟုတ်တယ်မလားနောင်ဘဝကိုကျိုးပေးတဲ့ခါကျတော့ဘယ်ကံကအရင်ကျိုးပေးအာတန်နဂံကအရင်ကျိုးပေးတာ အဲ့ဒါနိုင်ငံခြားသားကသိပြီးတော့သုံးကြဘူးဆရာတော်ဘယ်လိုလဲအမြဲတမ်းပြုတ်နေတဲ့ကံကနောက်ရောက်သွားပြီးတော့ခဏလေးကပ်ပြုတ်တဲ့ကံကရှေ့ရရောက်တာဘယ်လိုဖြစ်တာလဲအဲ့လိုပြောတော့ဒါဆိုတိကကြောင့်မှပါပြီးသားကတော့နှချံနီးနှအိုကြီးဥပမာပေးတယ်နော်ညနေဆောင်လို့နွားတွေခြံထဲပြန်သွင်းလိုက်တဲ့အခါ ငယ်ရတော့နွားတွေကရှေ့ကနေတိုးဝင်ပြီးနှချံထဲဝင်သွား။အိုးနေတဲ့နွားကြီးကဖြည်းဖြည်းလေးဝင်ရတော့နှချံပေါက်သွားမှလည်းအိတ်လေးရလာမလား။နောက်နေ့မိုးလင်းလို့ပြန်ထွက်တဲ့ခါကျတော့ဘယ်နွားကယင်ထွက်။နွားအိုကြီးကယင်ထွက်တာ။အတန်နဲ့ကံကအဲ့ဒီနွားအိုကြီးခြံထဲဝင်သလိုပဲ။နွားအိုကြီးခြံထဲကပြန်ထွက်ရသလိုပဲ။အဲ့ဒါကသူတို့စာကပြောတာ။တပိတော့အဲ့ဒါပြောလိမ့်မယ်လို့ထင်ထားတာ။ကျတော့အဲ့ဒါမပြောဘူးဗျာ။ ဘာပြောတော့ဆိုတော့သူကအေးတဲ့မင်းတို့လေဗန်ထဲမှာအကောင့်ဖွင့်ပြီးတော့ပတ်စံထည့်ထားရှိလာတယ်ဝေရစုထားရှိလာတယ်ရှိတယ်ဗျာဗန်ထဲမှာပတ်စံရှိတယ်အခုလို့သွားတဲ့လာတဲ့ခါကျတော့ဗန်ထဲကပတ်စံသုံးသလားတဲ့မင်းတို့ဒီထဲမှာပါလာတဲ့ပတ်စံကိုသုံးသလားပေါက်ကမန်နီပေါ့ အာစီရောသွားတက်လာတဲ့ခါကြီးပေါက်ကမန်နီလေးရင်သုံးတယ်ပေါ့အဟိုးကမြင်းမြဲတမ်းစုထားတာကြီးဟိုကရင်သုံးတင်တယ်ပေါ့ဘာဖြစ်လို့မင်းဒီမှာသုံးတယ်လဲဟာနိုင်ငံခြားသားဟုတ်တယ်အတန်တကန်ဆိုတာကပေါက်ကမန်နီလိုပဲတဲ့ဟဲ့လားအစိန်တကန်ဆိုတာဘန်နဲ့မှစုထားတဲ့ငွေလိုပဲတဲ့ဟာအဲ့ကြတဲ့ဥစဉ်တအားသဘောကြတာပြောတာနော်အဲ့တော့ရှင်ဖျားတို့တရားဟောတဲ့ခါမှာစာလာပေလာဥပမာအပြင်ဒါတပည့်တော်သိတာပြောတာ 我有写了一个。